ားလုံးမင်္ဂလာပါ Cocaine Star Football Show ကနေကြိုဆိုပါရစ် skysport.ch မှာပေါ်ပြထားတဲ့နောက်ဆုံးရအပြောင်းအရွှေ့သတင်းတွေကိုတုံးသက်ဆွေးနွေးမှုလုပ်လိုက်အောင်ခင်ဗျာပရမတ်ဒွန်ဒရင်းကတော့ Trent Alexander Arnold ရဲ့ Real Madrid အသင်းကို၅နှစ်စာချုပ်နဲ့ပြောင်းရွှေ့ဖို့ပုံကိုယ်ရေးသဘောတူညီချက်ရသွားပြီဆိုတဲ့သတင်းကိုတုံးသက်ဆွေးနွေးမှုလုပ်လိုက်အောင်ခင်ဗျာ ရီယမ်မက်ဒရစ်အသင်းကိုပြောင်းရွှေ့ဖို့အတွက်ထရက်အလက်ဇန္ဒားအာနိုးရဲ့အေဂျင့်တွေကနောက်ဆုံးသဘောတူညီချက်တစ်ခုကိုရီယမ်မက်ဒရစ်အသင်းနဲ့ရရှိခဲ့တယ်လို့သိရပါဗျ။အဲ့တော့ဒီသဘောတူညီချက်ထဲမှာဆိုရင်ဇူလိုင်တရက်နေ့ကစပြီးတော့ထရန့်ဟာရီယမ်မက်ဒရစ်ကစားသမားဖြစ်လာမှာပါ။အဲ့ဒီတရက်နေ့ကနေနောင်လာမဲ့ဘောလုံးရသည်၅ခုအထိအကျုံးဝင်မှာဖြစ်တယ်လို့လည်းသိရပါဗျ။အရင်တော့ထရန့်ရီယမ်မက်ဒရစ်သတင်းတွေဒီကောလာဟာလာအနေနဲ့သာကြကြပြက်ပြက်ပေါ်ထွက်ခဲ့ပေမဲ့ဒီတစ်ခါတော့ ဘယ်နှစ်စာချုပ်ချုပ်မယ်လောက်ခပမာဏဘလောက်ရမယ်ဆိုသည့်အထိတိတိပပပေါ်ပြလာတဲ့အတွက်ကြောင့် Kylian Mbappé လိုအပြောင်းရွှေ့ပုံစံမျိုးပဲဖြစ်သွားဖို့များပါတယ် Mbappé အပြောင်းရွှေ့တုန်းကလည်းထိုနည်းတူပဲ Fabrizio Romano ကညင်းတယ်နော်မသိလို့မဟုတ်တသက်ကြီးညင်းတာအဲ့မတိုင်ခင်ပြင်သစ်ဘက်က LE Quick ကပေါ်ပြထားတာဒီအခုလိုတိတိပပပုံစံမျိုးဖြစ်ပါတယ်လောက်ခပမာဏဘလောက်ရတယ် signing on bonus ဘလောက်ရတယ် အဲ့တရင်ထွက်လာပြီးတဲ့နောက်ပိုင်းမှာကီလီယန်အမ်ဘီပြောင်းရွှေ့ဖို့ဘာမှမသိသေးဘူးတိကျသေးချာရရတဲ့တရင်မရသေးဘူးဆိုပြီးရိုမာနိုကဖော်ပြခဲ့တာပါဒီအတွက်ကြောင့်အခု skysport.ch ကဖော်ပြတဲ့အာနိုရဲ့တရင်ကိုမယုံရဘူးလို့ပြောလို့မရပါဘူးခင်ဗျဘလောက်တိတိပပဖော်ပြတယ်လဲဆိုရင်အာနိုကရီယယ်မက်ဒရစ်ကိုပြောင်းမဲ့အချိန်မက်ဒရစ်ဒီတနှစ်လောက်ခယူရို15တန်းပေးဖို့သဘောတူညီချက်နဲ့ခေါ်ယူခဲ့တာဖြစ်ပါတယ် ဒီ15သန်းအပြင် စိုင်းငင်းကို bonus ရမယ်ဒီစိုင်းငင်းကို bonus ကလည်းအခု trump ပေါက်နေတဲ့ပြောင်းရွှေ့ကြီးအမောက်ပမာဏနီးပါးရရှိမှာပါ killian mbappe တော့ကလည်းအတိုင်းပါပဲစိုင်းငင်းကို bonus ကိုအဲ့လို euro သန်း100ဆွန်းဆွန်းလောက်ထိရခဲ့တာပါပုံမှန်အပြည့်ဆိုရင်ဒီပြောင်းရွှေ့ကြီးက club တင်းနေရပေမဲ့နောက်ပိုင်းကစားသမားတွေကအဲ့လို agent တွေနဲ့ပေါင်းပြီးတော့ပပနဲ့နဲ့ club တင်းကိုပြောင်းရွှေ့ကြီးမပေးသေးတော့ပဲသူတို့ personal အရာ ယူလိုက်တဲ့သဘောမျိုးပေါ့ဗျာ agents တွေရမယ်ကစားသမားရမယ်အဓိကကတော့ဒီပြောင်းရွှေ့ခြင်းကိုကစားသမားမျိုးမြင့်မြတ်ရသွားတယ်ဆိုတဲ့သဘောမျိုးပေါ့အခုလို့အလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်တဲ့ဖြစ်ရဒီမှာဆိုရင်အလွတ်နဲ့ရတယ်ဆိုပြီးအဲ့ဒီဝယ်တဲ့ club တင်းကိုသွားပြီးဟိုအထင်ကြီးလို့မရဘူးဝယ်တဲ့ club တင်းကလည်းအရင်မတတ်တာဘူးနော်ရောင်းတဲ့ club တင်းကလည်းဆုံးရှုံးတယ်အဓိကအကျိုးမြတ်ခံစားခွင့်ရခဲ့တာကဂျားတဲ့ဟာကစားသမားနဲ့ agent တွေဖြစ်ပါတယ်အဲ့တော့ဝယ်တဲ့ club ပြအခု Real Madrid ကိုပဲကြည့် Liverpool ကတော့ သူပြောင်းရွှေ့ခြင်းမပေးရအောင်မှန်တယ်ဒါပေမဲ့အဲ့ဒီပြောင်းရွှေ့ခြင်းနှီးပါရှိတဲ့လက်မှတ်ထိုးခြင်းပေးရမယ်နောက်လောက်ခပမာဏတွေအများကြီးပေးရမယ်နောက်ဆုံးအဲ့လောက်ခပမာဏအပြင် bonus လို့ခေါ်တဲ့တရားသီးစာအပိုစုခြင်းတွေလည်းပေးချေရမှာဖြစ်ပါတယ်ထားပါတော့ပွဲထွက်ခွင့်ဘလောက်ရရင်ဘလောက်ပေးမယ်ဂိုးဘလောက်သွင်းဘလောက်ရမယ်စသဖြင့်ပေါ့လေဒါကတော့ဒီဒီအချက်လက်တွေဖြစ်တဲ့အတွက်ကြောင့်လက်ရှိဖော်ပြချက်ထဲမှာတော့မပါပါဘူးဆိုတော့ trend က လီဗာပူးမှာထက်လောက်ခပမာဏနှစ်ဆလောက်ရမယ်ပုံစံမျိုးပါလက်ရှိလီဗာပူးမှာရနေတဲ့လောက်ခပမာဏကတော့တရာဒီကိုယူရို6.3တန်းဖြစ်ပြီးတပတ်ကိုပေါင်3800ဖြစ်ပါတယ်ရီယယ်မက်ဒရစ်မှာတရာဒီယူရို15တန်းရမှာဖြစ်တဲ့အတွက်ကြောင့်တပတ်ကိုယူရို2800 8000လောက်ရရှိသွားတော့မှာပဲဖြစ်ပါတယ်အဲ့တော့ Trent Alexander Arnold ရဲ့အပြောင်းရွှေ့သတင်းတွေကပြီးသွားခဲ့ပြီလို့တော့ပြောလို့ရပါတယ်ကျွန်တော်လည်းစောကြီးတွေကတုံးသက်ခဲ့ပြီးသားပါ ထရန့်ရဲ့စာချုပ်သက်တမ်းကလာပိုင်းမဲ့ကျန်တော့တဲ့အချိန်မှာသူတိုးတော့မှာမဟုတ်ဘူးတကယ်လို့စာချုပ်သက်တမ်းတိုးဖို့ရည်ရွယ်ချက်ရှိတယ်ဆိုရင်တစ်နှစ်လောက်ကျန်တဲ့အချိန်6လ10လလောက်ရုပ်စွာဆုံးကျန်တဲ့အချိန်မှာတော့မှစာချုပ်သက်တမ်းတိုးပေးမှာပါအခုလိုမျိုး3လ5လလောက်အချိန်တွေမျိုးမှာတော့ဘယ်ကစားသမားမှစာချုပ်သက်တမ်းတိုးမှာမဟုတ်တော့ပါဘူးခင်ဗျအသေးစားတစ်ခုကတော့ trend ဒီ real madrid ကစားသမားဖြစ်သွားပြီလို့တော့ပြောလို့ရပါတယ်ကဲကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ real madrid ရဲ့သတင်းပဲပေါ့နော် ဒီစပိန်ဘလူးကြီးကတော့ဒီနှစ်နွေရာသီမှာကစားသမားကောင်းတွေအကုန်လုံးလိုက်ဆွဲစားနေတယ်လို့ပြောရမှာပဲဖြစ်ပါတယ်။အခုလည်းစပိန်လူရင်းစဉ်အသင်းနဲ့အတူပထမဆုံးရွေးချယ်ခံခဲ့ရပြီးခြေသွမ်းပြသွားတဲ့ဘုံမောက်တဲ့နောက်ခံကစားသမားဟျူဆန်ကိုအနိကက်ဆွေးနွေးမှုတွေပြုလုပ်နေတယ်။တိုးတက်တဲ့အခြေအနေတွေအများကြီးရှိနေတယ်လို့သိရပါတယ်ခင်ဗျာ။ဟျူဆန်ကတော့နယ်သာလန်သားပေါ့နော်။သို့တော်လည်းစပိန်လူရင်းစဉ်အသင်းကိုကိုးစားပြုပြီးကစားခွင့်ရခဲ့တဲ့ခြားတိတ်ပါ။ယူဗန်နက်စ်မှာအလောက်ထိ မပေါ်လွင်ခဲ့ဘူးမထွန်းတောက်ခဲ့ဘူးဆိုပေမဲ့ကိုယ်ကိုယ်သိရှိတဲ့ chart တိတ်တယောက်ဗျအဲ့အတွက်ကြောင့်ဘုံမောက်မှာတရာတီတော့မပြည့်ဘူးချက်ချင်းဆိုသလိုဟူဆန်ကဥရောပအသင်းတွေကြားထဲမှာနာမည်ကြီးသွားခဲ့တယ်အခုဟူဆန်ကိုအနီးကပ်လိုက်နေတဲ့အသင်းနှစ်သင်းရှိပါတယ်ပထမတသင်းက Chelsea ပါဒါပေမဲ့ Chelsea ရဲ့ဆွေးနွေးမှုတွေကမတိုးတက်ဘူးလို့သိရပါတယ်ဘာကြောင့်လဲဆိုတော့ဟူဆန်ကိုယ်တိုင်ကအင်္ဂလန်ကနေထွက်ခွာဖို့စိတ်ကူးရှိတဲ့အတွက်ကြောင့်လို့ဒီသတင်းတွေကမှာဖော်ပြထားပါတယ်အဲ့တော့ စပိန်လေရွေးစဉ်ကစားသမားတွေနဲ့ပတ်သက်ပြီးကျွန်တော်တစ်ခေါက်တော့လည်းပြောပြဘူးတယ်အစ်စပန်နစ်တွေကဟို European ပီတာတယ်ပေါ့နော်ဥမာပြင်သစ်တို့ဘာလဲအဲ့တိုင်းပဲသူတို့နိုင်ငံကိုသူတို့အထင်ကြီးစိတ်ရှိတယ်ဗျာစပိန်ဆိုတော့ဘောလုံးစင်တန်းအရလဲအင်္ဂလန်ထက်မြင့်တယ်လက်ရှိ Premier League ရတာပို့ပြီးတော့ UEFA coefficient အရအဆင့်မြင့်နေပေမဲ့တကယ်တမ်းဟိုစပိန်ဘောလုံးအသင်းတွေရဲ့အောင်မြင်မှုအဆင့်လား ချန်ပီယံလိမှာပို့ပြီးတော့မြင့်တာကိုထားပါပြောချင်တာအဲ့တော့ယူဆန်ကလည်းစပိန်မြေစပိန်ရေကိုပဲပြန်သွားခြင်းတဲ့အတွက်ရီယယ်မက်ဒရစ်ကတော့ပို့ပြီးအလေးတာနေတဲ့သဘောမျိုးဖြစ်ပါတယ်ဘုံမောက်ကယူဆန်ကိုဆက်ပြီးတော့ထိန်းလို့မရပါဘူးရီယယ်မက်ဒရစ်လိုချင်တယ်ဆိုရင်တော့သူတို့အတင်းကိုပြောင်းရွှေ့ကြီးပေါင်တန်း90ပေးဖို့အတွက်ရည်ရွယ်ထားတယ်လို့လည်းဖော်ပြထားပါတယ်မက်ဒရစ်ကတော့ယူဆန်ကို LCB တနေရာမှာအစားထိုးဖို့အတွက်မျှော်လင့်ထားပါတယ်တကယ်တော့လည်းယူဆန်ကိုပြောင်းရွှေ့ကြီးပြား ်ပေါင်တန်း90မဟုတ်တန်း60ပေးရင်တောင်မှတန်တဲ့ကစားသမားအသက်ကလည်းငငယ်လေးဘောပလင်းလည်းရတယ်ဘောဝင်းလည်းရတယ်အမြင့်ဘောရှင်းထုတ်ပုံလည်းကောင်းတယ်လုံးဝ complete defender လို့တောင်ပြောလို့ရပါတယ်အဲ့လိုကစားသမားတယောက်ကို Spain မြေ Spain ကြီးပြန်ခေါ်လိုက်ရင်တော့ ဘာမှအပြစ်ပြောစရာမရှိတော့အောင်ကောင်းမွန်သွားလိမ့်မယ်။နောက်တန်းမှာလဲရာအူဆန်စီယိုကထွန်းတောက်လာတာနဲ့အညီတစ်ဖက်မှာကလဲဒင်းယူဆန်နဲ့ရီယယ်မက်ဒရစ်အသင်းရဲ့အဓိကလိုအပ်နေတဲ့နောက်တန်းတနေရာကိုအင်အားဖြစ်တင်းနိုင်မယ်လို့ထင်ပါတယ်။အဲ့တော့ကြောင့်ဒင်းယူဆန်ကလဲရီယယ်မက်ဒရစ်အသင်းနဲ့သာနှီးစပ်နေပါတယ်ခင်ဗျ။ကဲနောက်ဆုံးသတင်းကတော့ဂျာမနီဖရင်ဘောင်နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်။ထရန့်ကရီယယ်မက်ဒရစ်အသင်းကိုပြောင်းဖို့သဘောတူညီ သွားပြီဖြစ်တဲ့အတွက်ကြောင့်အာနာစလော့ဒီ အာနိုးနေရာမှာအစားထိုးဖို့အတွက်အဓိကမျက်စိကျနေတဲ့ကစားသမားတယောက်ရှိနေပါတယ်။သူကတော့ Jeremy Friend Pound ပါ။အဲ့တော့ Friend Pound ကသူကငကိုကလေးကအာနိုးနေရာမှာအစားထိုးဖို့ရည်ရထားတာဖြစ်ပါတယ်။ Friend Pound ရဲ့စာချုပ်သတန်း2028ခုနှစ်တိရှိသေးတဲ့အတွက်ဈေးတက်တက်တတာနဲ့တော့ရမှာမဟုတ်ဘောနော်။ Liverpool ဆင်က Friend Pound ကိုပေါင်တန်း90လောက်ရရင်ရောင်းထုတ်မယ်လို့သိထားပါတယ်။ဒါပေမဲ့ FFG အနေနဲ့ဒီလောက်အမောင့်ပမာဏကိုတုံးရင်မတုံးရရတော့တိတိကျကျမသိသေးဘူးလို့ဒီသတင်းထံမှာဆက်လက်ဖော်ပြထားပါသေးတယ်။တကယ်လို့မဖြစ်မနေဝယ်ရမယ်ဆိုရင်တော့ကျွန်တော်အမြင်ရပြောမယ်ဆိုရင် FFG ဝယ်မှာပါပေါင်တန်း90မဟုတ်ဘဲနဲ့ညှိနှိုင်းဆွေးနွေးမှုတစ်ခုခုလုပ်ပြီး frame ပေါင်းကိုတိုင်ရလဲဒီ right back တနေရာအတွက် Liverpool ကိုပဲကိုစားပြုခြင်းနဲ့ဆိုရင် ဒီထက်နည်းတဲ့အမောင့်ပမာဏနဲ့ရဖို့တော့ရှိပါတယ်။ frame bound နဲ့ trend alexander arno ရဲ့အသင်းပေါ်အကျိုးတက်ရောက်မှုခြင်းကတော့မတူဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့ frame bound ဒီလုံအားနှုတ်အပြည့်နဲ့ရှစ်တက်နောက်စင်ကစားနိုင်တဲ့ကစားသမားပါ။ corner bradley နဲ့နည်းနည်းတိုက်သွားတူတယ်ပေါ့ဗျာ။ trend တို့ကြတော့အဲ့လိုရှစ်တက်နောက်စင်အရင်ကောင်းတဲ့ကစားသမားတွေတော့မဟုတ်ဘူး။ဒါပေမဲ့ဘောလုံးပေးပို့မှုတွေပိုကောင်းတဲ့ကစားသမားဖြစ်ပါတယ်။အနာစတောကတော့လီဗာပူးတင်းကိုဒီနေ့ရာသီမှာဂျာဂင်ကလော့ပ်လက်ဂျန်အစုအဖွဲ့နဲ့ frame မပြတ်အောင်အကောင်းဆုံးပုံသွင်းထားနိုင်ပေမဲ့နောက်ရသည်မှာအာနာစတော့ရဲ့ပုံစံအစ်စ်ကို Liverpool fan တွေအနေနဲ့နှစ်ဖူးတွေဒူးတွေမြင်ရဖို့ရှိနေပါကြောင်းသုံးသက်ဆွေးနွေးနေပေဗီဒီယိုလေးကိုဒီမှာနားချင်ပါတယ်။စုံဒီကြည့်ရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။